မင်္ဂလာပါခင်ဗျာဒီတကမှာတော့1989ခုနှစ်ကခုနှစ်ထစ်ကက်ပြင်းထဲမှာဖြစ်ခဲ့တဲ့ဖြစ်မှန်တစ်ခုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာကားလေးတကားကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဇာကားလေးရဲ့နာမည်ကတော့ The Haunting in Khunan Ticket ပဲဖြစ်ပါတယ်မဟာကင်ဆာရောဂါနောက်ဆုံးဆင့်ခံစားနေရတဲ့သူဖြစ်ပါတယ်ဝင်ငွေသိမ်းရှိတဲ့သူမိသားစုဟာမက်ကိုဈေးတကာတကာသွားကိုရင်သွားရတဲ့ဈေးုံနဲ့အိမ်ကဝေးလွန်းတာကြောင့်ဈေးိတ်ထောင်းတဲ့ပြင်အားနေတဲ့မက်ဖို့ဒုက္ခများလွန်းနေခဲ့ပါတယ် ။ဒါကြောင့်သူ့မိလို့တဲ့သူကဆေးုံနယ်နီးတဲ့နေရာမှာခဏတပြုတ်အိမ်ကားနေဖို့ဈေးပေါ်တဲ့အိမ်တလုံးကိုငှားပြီးတမိသားစုလုံးပြောင်းလာခဲ့ကြပါတယ်။အိမ်ကြီးကတင်ကြိုင်ကြီးအနီးမှာတရှိနေပေမဲ့ဈေးပေါ်ပြီးအတော်ကြီးလှပါတယ်။ဒီလိုနဲ့အိမ်ကိုရောက်ပြီးအခန်းကြီးရွေးကြတဲ့အခါမှာတော့မက်ကမြေအောင်ခန်းကိုရွေးလိုက်ပြီးအဲ့ဒီမြေအောင်ခန်းထဲမှာခန်းတစ်ခုရဲ့တကားကလုံးဝဖွင့်လို့မရပဲဖြစ်နေခဲ့ပါတယ်။ မရဲ့ဖာသာကြီးလက်တိကျင်စောနဲ့ဖြန့်ကြည့်ဖို့လှုပ်ခဲ့ပေမဲ့မရခဲ့ပါဘူး။အဲ့နောက်ခန်းနေရွေးပြီးလို့မရဲ့မာသာကြီးတန်ရှင်းရေးလုံနေတဲ့ချိန်မရဲ့မျိုးလုံးထဲမှာကျမ်းမြင့်ကသူ့ရင်ကြီးကိုသူ့မိကကြမ်းတိုက်နေတယ်လို့ရုတ်တရက်မြင်သွားခဲ့ပေမဲ့မျက်တော်တစ်ချက်ခလိုက်တဲ့နောက်မှာတော့ဘာသူ့ရင်မှမရှိပဲဒီတိုင်းတန်ရှင်းရေးလုံနေတာကိုပြန်တွေ့လိုက်ရပါတယ်။အဲ့လိုထူးဆန်းတဲ့အရာတွေကအဲ့ဒါတွေမကသေးပါဘူး။မတရားမနှက်စာပြင်ဖို့ထမင်းစွဲမှာပကံဒီတင်ထားခဲ့ပေမဲ့ပြန်လှည့်ကြည့်လိုက်တဲ့အချိန်မှာပကံဒီကသူ့လိုလိုပကံစင်ပေါ်ပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်။မရဲ့အမေကတော့သူ့သားလေးကင်ဆာဆေးတွေတောက်နေရလို့အဲ့ဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးဖြစ်နေတာလို့ပဲထင်နေခဲ့ပါတယ် ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့မတယောက်မနဲ့ကဖွင့်လို့မရတဲ့တကားနောက်ကအရာတွေကိုမြင်တွေ့ရလို့အိမ်မက်မက်ခဲ့ပါတယ်ပထမတော့ကောင်လေးတယောက်ကိုမြင်ပြီးခဏကြာမှာတော့ကောင်လေးဘက်ကနေမြင်နေသလိုကြောက်ရွံ့မြင်ကွင်းမျိုးကိုမြင်ခဲ့ရပါတယ်အဲ့ဒါကတော့မျက်မှန်နဲ့လူကြီးတယောက်အလောင်းတွေပေါ်မှာမန်တန်လိုလိုစာရီကိုရေးနေပြီးအလောင်းတွေရဲ့မြေခွန်တွေကိုဖြုတ်နေတာပဲဖြစ်ပါတယ်နောက်တနေ့မနက်မှာတော့ထူးဆန်းစွာပဲမနေ့ကဖွင့်လို့မရတဲ့ခဏကကပွင့်နေတာကိုမတွေ့ခဲ့ရပါတယ်အထဲကိုဝင်ကြည့်လိုက်တဲ့အခါစတိုကန်မုတ်ပဲရင်ခွဲရိုလုတဲ့အခန်းကြီးဖြစ်နေပြီးသူ့ရဲ့အိမ်မက်ထဲကအခန်းနဲ့တထရာတဲ့တူကမြေခွန်ချွတ်တဲ့ကြိယာတွေကစာအဲ့ဒီထဲမှာတထရာတဲ့တူစာရှိနေခဲ့ပါတယ် ခဏနေတော့ဖာသာကြီးပါရောက်လာပြီးညခွဲယုံခန်းကြီးမှန်တိသွားတော့ဒီအင်ကြီးကဘာလို့အင်ကားကဒီလောက်ဈေးပေါ်ရမှန်တိသွားခဲ့ပါတယ်ဒီလူနဲ့ညရောက်တော့ဖာသာကြီးကထမင်းစားဝိုင်းမှာမိသားစုအားလုံးကိုဒီအင်ကြီးကအရင်ကညခွဲယုံဖြစ်ခဲ့တဲ့အကြောင်းပုံမှန်လင်းလင်းပြောပြပြီးမိသားစုငွေကြေးချေနေကြောင်းဒီမှာခဏတစ်ဖြုတ်တော့နေရမယ်လို့တိုင်ပင်ခဲ့ပါတယ်အားလုံးကလည်းလက်ခံခဲ့ကြပါတယ်အဲ့နောက်ညစာမစားမီစူတောင်းကြတဲ့အချိန်မှာရုတ်တရက်မတရားအမြင်အောင်တဲမှာလူတစုကသူတို့လိုလက်တွေကင်ကဒီထမင်းစားကုန်မှာပဲစူတောင်းနေတဲ့ပုံကိုဝဒဝါဒမြင်လာခဲ့ပြီးအဲ့ဒီမှာမင်းကြီးကအိမ်မက်ထဲကကောင်းလေးလဲပါနေခဲ့ပါတယ်အဲ့နောက်ရုတ်တရက်သတိပြောင်းဝင်လာခဲ့ပါတယ် ောက်ထပ်ဇဝင်ကံမှာတော့မတ်ကသူ့မကိုသူဖြစ်ပြနေတာတွေကိုပြန်ပြောပြပေးမယ်သူ့မကမယုံတာကြောင့်စိတ်ပြင်းနေခဲ့ပါတယ်ဒီလိုနဲ့တည့်မှာတော့မတ်ဆေးရုံသွားတဲ့အချိန်သူ့လိုပဲဆရာဝန်နဲ့လာတွေ့တဲ့ဖုန်းလုံးကြီးတစ်ပါးနဲ့စကားပြောပြခဲ့ပါတယ်ဖုန်းလုံးကြီးကသူ့ပြောတာတွေကိုနားထောင်ပြီးပြီးနာနာဘဝတွေကတကယ်ရှိကြောင်းကိုလည်းလက်ခံခဲ့ပါတယ်အဲဒီနောက်ဖုန်းကြီးကမတ်ကိုမင်းနာနာဘဝတွေကိုလက်တွေ့မြင်နေတယ်ဆိုရင်တော့မင်းနာကလူတွေကိုပြောပြလဲသူတို့ကယုံမှမှုတ်တဲ့အကြောင်းရှင်းပြပြီးတခုခုပြောချင်ရင်သူ့ကိုပြောလို့ရအောင်မပြန်ငယ်ဖုန်းနံပါတ်ပေးထားခဲ့ပါတယ်ဒီလိုနဲ့အင်ကြီးမှာတူးဆန်းတဲ့ယာရီဆက်လက်ဖြစ်ပေါ်နေခဲ့ပါတယ် ။တရမောင်နှမတွေအိမ်ထဲမှာတူတူပုံနှံကစားတဲ့အချိန်မှတယောက်သူညီမတွေကိုယင်ခွဲယုံခန်းကြီးတဲ့လာရှာတော့အခန်းထဲမှာလောင်းတွေပြည့်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့နောက်လောင်းတွေကတက်ဝင်လာပြီးသူ့နားကိုကတ်လာတဲ့အတွက်အော်ပြီးကူညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့မျိုးလုံးပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အားလုံးကပုံမှန်ဖြစ်နေပြီသူမိသားစုကလည်းသူနာမှာရှိနေခဲ့ပါတယ်။နောက်ကသူမိနာကိုအားလုံးကိုပြောပြတော့ဘသူမှသူ့ကိုမယုံကြည်ကြတဲ့အတွက်ဘုန်းကြီးကိုဆက်သွယ်ပြီးစကားပြောခဲ့ပါတယ်။ဘုန်းကြီးကနာနာဘဝရီဆိုတာကြောက်စရာမဟုတ်တဲ့အကြောင်းနဲ့သူတို့မင်းစီကဘာလို့ကျင်တာလဲဆိုတာကိုသိအောင်အပြေရှာဖို့ရဲဝံ့ရင်ဆိုင်ဖို့ကြံပေးလိုက်ပါတယ်။အဲဒီညမှာတော့တရားဒဂံပေါ်လာခဲ့ပါတယ်။ တဲရဲ့ဥပဒေရောက်ကတော့ကွေးကျင်ဝဲမီလောင်ထားသလိုချစ်တူပြီးမဲတဲနေခဲ့ပြီးအတန်ကလည်းကြီးစားဟောင်းကြီးလိုကြောက်စရာကောင်းနေခဲ့ပါတယ်မက်ကလည်းဘုံကြီးပြောသလိုတက်တိမွေးပြီးတဲရဲကိုဘာလို့ကျင်လာလဲလို့မေးလိုက်ပေမဲ့ပြန်မပြေခဲ့ပါဘူးနောက်ထပ်ဇဲဝင်ကမှာတော့မဲရဲ့မိသားစုအိမ်ပြန်လာတဲ့ချိန်အိမ်ကခုံတွေကိုရင်ခွဲရုံခန်းရှိမှာစုပုံထားတာကိုတွေ့လိုက်ရပြီးအခန်းရှိမှာငုတ်တုတ်လေးထိုင်နေတဲ့မက်ကိုလည်းတွေ့လိုက်ရပါတယ်မက်ရဲ့လက်မှာသွေးတွေလည်းပင်နေတဲ့ပြင်တကားမှလည်းချစ်ရရီနဲ့ဆိုတော့မက်တယောက်ခန္ဓာကားကိုလက်သေးရီနဲ့ချစ်ထားမှန်သဘောပေါက်သွားခဲ့ပါတယ်သူ့သားရဲ့အခြေအနေကိုစိုးရင်သွားတဲ့မိဘတွေဟာဆရာဝန်ကိုအကျိုးကြောင်းသွားပြောပြပေမဲ့ ။ရှာဝင်ကသူတီလိုဖြစ်နေတာတွေကသူ့ရောဂါခြေနေပိုဆိုးလာတာနဲ့မသက်ဆိုင်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။နောက်ထပ်ဇက်ဝင်ကံမှာတော့မောင်နှမတွေတူတူပုံနဲ့ထပ်ကစားတဲ့ချိန်မိဖို့ရဲ့အထဲထဲဝင်ပုံနေတဲ့မက်ရဲ့ညီမလေးတယောက်သူ့နောက်မှာမိကျွမ်းနေတဲ့တရေတဲ့ကောင်ကိုမြင်လိုက်ရတဲ့အတွက်ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့မိဖို့တကားကဖွင့်မရဖြစ်နေခဲ့ပါတယ်။ဒါမဲ့အကူကြီးတောင်းတန်ကိုကြားသွားတဲ့သူ့မိကလာဖွင့်ပွေလို့ထွက်လို့ရသွားခဲ့ပါတယ်။ ထက်ခိုးပေါ်မှာတက်ပုံနေတဲ့မက်ရဲ့ညီမလေးကကျမ်းမြင်မှာခြေထောက်ကျွံကျသွားတဲ့အတွက်ထွက်မရဖြစ်နေခဲ့ပါတယ်။အဲနောက်မန်းနဲ့ကျန်တဲ့သူတွေလာပြီးကဲထုတ်ပေးခဲ့တဲ့ချိန်သူကျွံကျတဲ့ကျန်းထဲမှာတက်ပုံအောင်တချို့ကိုတွေးလိုက်ရပါတယ်။တက်ပုံတွေကတော့မက်မြင်မြင်နေကြကောင်းလေးနဲ့တခြားသူတွေရဲ့ပုံတွေဖြစ်နေတာကိုမက်အန်အောင်စွာတွေးလိုက်ရပြီးပုံတွေပေါ်မှာဆိုရင်ကောင်းလေးရဲ့ဗဇက်ကနေထူးဆန်းတဲ့အရာတွေထွက်နေတာကိုတွေးခဲ့ရပါတယ်။ဒါပြင်နောက်ထပ်တစ်တားလေးတလုံးတဲကနေမက်အိမ်မဲထဲကမြင်ခဲ့သူတို့အလောင်းတွေစီကခွာထားတဲ့မြေခုံမျိုးတွေကိုလည်းတွေးခဲ့ရပါတယ်။အဲနောက်ဒီအိမ်ကြီးရဲ့တမန်ကျောင်းကိုဖြေရှားဖို့သူတို့စာကြည့်တိုက်ကိုသွားခဲ့ကြပါတယ်။ အဲ့နောက်ဒီအင်ကြီးကိုတစ်ချိန်တုန်းက advance ဆိုတဲ့လူကြီးပိုင်ခဲ့တဲ့အကြောင်းကိုသိခဲ့ရပြီးအဲ့လူကြီးကမတ်ရဲ့အိမ်မထဲကမျက်မှန်တဲ့လူကြီးဖြစ်နေခဲ့ပါတယ်။ Admin ဝိညာဉ်နဲ့ပတ်သက်တဲ့ယာရီကိုလေးလာရတာဝါသနာပါတဲ့သူဖြစ်ပြီးဂျိုးနယ်လို့ခေါ်တဲ့စေတကိုရှိတဲ့ကောင်လေးတယောက်ကိုလည်းတပည့်ဖြစ်မွေးထားခဲ့ပါတယ်။အဲ့ဒီကောင်လေးကမတ်မြင်မြင်နေရတဲ့ကောင်လေးပဲဖြစ်ပြီးသူ့ရဲ့တကိုးကိုတုံးချကာ Admin ကဝိညာဉ်နေနဲ့ဆက်သွယ်နေခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုနဲ့ပရာလောကနဲ့လူလောကနဲ့ကိုဆက်သွယ်ပေးနေတဲ့အချိန်မှာဆက်သွယ်ပေးနေတဲ့တကိုးရှင်လေးရဲ့ပါဇက်ကနေကက်စီစီအရာကြီးတွေထွက်လာလေးရှိတဲ့အကြောင်း Admin ကတွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပရာလောကနဲ့လူလောကကိုဂျွန်နစ်ဆွတ်တဲ့ပေးနေတဲ့တည့်မှာတော့အက်ဒမန်နဲ့နောက်ထပ်အဖွဲ့ဝင်၄ယောက်ဟာအကြောင်းအရာတစ်ခုကြောင့်မာလကီယာသွားခဲ့ပါတယ်။ဂျွန်နစ်ကတော့တိုးရီတော်အသက်ရှည်ခဲ့တဲ့သူဖြစ်ခဲ့ပေမဲ့ဒီချိန်ကဆလို့သတင်းစာနာပျောက်သွားတဲ့အထိပျောက်သွားခဲ့ပါတယ်။အဲနောက်မဲ့ဟာအရင်ကသတင်းစာတစ်စောင်မှာလူသေးလောင်းတွေယာနဲ့ချီပျောက်သွားတဲ့သတင်းကိုတွေးမိသွားခဲ့ပါတယ်။အဲအချိန်သူ့အိမ်ထဲမှာတော့ကအက်ဒမန်အလောင်းတွေရဲ့ကိုပမာမန်နန်လိုလိုစာရီကိုရေးမြေခွန်တွေကိုချွတ်နေတဲ့အတွက်ဒီပျောက်နေတဲ့အလောင်းတွေကိုအက်ဒမန်ကသူ့ဆန်းသတ်မှုအတွက်ခိုးခဲ့တာဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်။ ဒါပေမဲ့အက်ဒမန်ဟာဘာယူရခြင်းနဲ့ဒီစီဇန်တွေလုံနေလဲဆိုတာကိုတော့မသိခဲ့ပါဘူးဒီလိုနဲ့မှအဖုံးတော်ကြီးကိုပြောပြတော့ဖုံးတော်ကြီးကအက်ဒမန်ဟာပရလောကနဲ့တိုက်ရိုက်ဆက်သွယ်နိုင်မဲ့စီးတမျိုးကိုစမ်းသပ်နေတာဖြစ်နိုင်ကြောင်းပြောလာခဲ့ပါတယ်ကလောင်းနေပေါ်မှာမနန်နေရစ်ချက်တွေဆိုတာဝိညာဉ်ကိုချုပ်လိုက်တာဖြစ်ကြောင်းနဲ့ရစ်ကုန်ကိုချုပ်တဲ့ဒိဗေကတော့အဲ့ဒီဝိညာဉ်ကိုထာဝရငြိမ်းချမ်းမှုမရအောင်လုပ်တာဖြစ်နိုင်တယ်လို့ပြောပြခဲ့ပါတယ်အထူးချုံးပြောရမယ်ဆိုရင်ဂျိုးနေရဲ့ဇွမ်းရည်ကိုပိုပြီးတိုးတက်လာအောင်လုပ်ချင်တဲ့ရွေချက်ဖြစ်နိုင်တယ်လို့ဖုံးကြီးကခံမှန်းလိုက်ပါတယ် ဒါကြောင့်မကြုံမလွတ်နိုင်တဲ့ဝိညာဉ်ယာနဲ့ချီအားဒီအိမ်နားမှာပဲရှိနေပြီးအခုလို၆လက်နေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အခုဆိုရင်သူတို့လုံးနိုင်တာဆိုလို့ဆူတောင်းယူမယ်ရှိတော့ပါတယ်။ အဲ့နောက်ဘုန်းတော်ကြီးကမန်နဲ့သူ့မကိုလက်ကင်ပြီးဆူတောင်းနေတဲ့ချိန်မတရားလက်ကိုလူများကြီးလာကင်တယ်လို့ခန်းစားလိုက်ရပြီးအမြင်တွေထပ်မြင်လာခဲ့ပါတယ်ဒီတစ်ခါမှလည်းသူ့အမေအယုံထဲမှာဂျိုးနစ်ပရာလောကနဲ့ဆက်သွယ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်အဲ့လိုဆက်သွယ်နေတဲ့ဂျိုးနစ်ပဇက်ကနေထွက်နေတဲ့ကက်စီစီအရာတွေဟာရုတ်တရက်မီးအတွင်ပြောင်းသွားခဲ့ပါတယ်နောက်ဖြစ်လာမဲ့အရာကိုဆက်ပြီးမြင်မဲ့နေတော့မှာပဲမတ်ရဲ့အမေရောက်လာတဲ့အတွက်မတရားသတိပြန်ဝင်လာခဲ့ပါတယ်အဲ့နောက်မတ်ရဲ့အမေကဘုန်းတော်ကြီးကိုမကောင်းတဲ့စရာတယောက်လို့ထင်ပြီးအိမ်ထဲကနေမောင်းထုတ်ခဲ့ပါတယ်ဒီလိုနဲ့တညမှာတော့ထိတ်လန့်စရာတွေထပ်ဖြစ်လာခဲ့ပါတယ် မတ်ရဲ့အမအခန်းပရင်ပေါက်မှာငှက်တုပ်လာပြန်နေပြီးငှက်တွေရဲ့အရိပ်တွေကမိကျန်နေတဲ့တေးရဲ့အရိပ်ပုံမျိုးဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာမတ်ရဲ့မိကလည်းမန်နန်နေရေးချစ်ထားတဲ့အလောင်းကောင်တစ်ကောင်ကိုတွေးခဲ့ရပြီးမစ္စတမိတ်အတွင်းမှာပဲပြန်ပြောက်သွားခဲ့ပါတယ်။ဒီလိုနဲ့တိန်လုံးကြောက်လို့မီးဖွင့်ပြီးနေနေတာကိုအယက်မိုးပြီးပြန်လာတဲ့မတ်ရဲ့ဖာသာကြီးကတိန်လုံးမီးလင်းနေလို့ဆိုပြီးမီးလုံးတွေကိုဖြုတ်ပြီးပစ်ခွဲပစ်လိုက်ပါတယ်။ပြီးတော့သူ့အတူဒေါသထွက်ပြီးပြန်ထွက်သွားခဲ့ပါတယ်။အဲ့နောက်တိန်လုံးမီးလုံးတွေမရှိတော့တာတော့မီးကဖြက်ဖြက်ဖြက်ဖြစ်ပြီးတရေချောက်လာတော့မတ်တို့သားမိတွေဂရင်းပေါ်မှာဆွတ်ပြီးနေနေခဲ့ကြရပါတယ်။အဲ့နောက်မှာတော့မတ်ရဲ့မိအားမြန်မာရသွားပြီးဖုန်းတော်ကြီးကိုပြန်ပြီးအကူအညီတောင်းရပါတယ်။ ဖုန်းတော်ကြီးကအုံဖာကွေးစီကောဆာလှုပ်ကြည့်ပြီးတဲ့နောက် DNG ရဲ့ပြဿနာကမိဖို့ကြောင့်တဲကနေလာမှန်တီးခဲ့ရပါတယ်။ဒါကြောင့်မိဖို့ထဲမှာဝိညာဉ်တွေများပိတ်လောင်ခံထားရမလားလို့တန်တရားဝင်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတရင်လုံးကတကားတွေတချင်းချင်းနဲ့စပြီးတောင်းကျမ်းလာတဲ့အတွက်ဖုန်းတော်ကြီးကသူသာဝိညာဉ်တွေကိုလှုပ်ပေးနိုင်ရင် OKB ဆိုတဲ့အကြောင်းကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါကြောင့်ဖုန်းတော်ကြီးကမိဖို့ကြောင့်တဲရှာကြည့်တဲ့အချိန်ခန္ဓာကျွမ်းကြံတွေကိုတွေ့သွားခဲ့တဲ့အတွက်အိမ်ပြင်ကိုထုတ်ပြဖို့လှုပ်ခဲ့ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာတော့မန်နယ်တုမီရဲ့နောက်မှာမိကျွမ်းနေတဲ့လူတီကောင်အလောင်းကြီးကရုတ်တရက်ပေါ်လာခဲ့ပါတယ်။ခန္ဓာကျွမ်းကြံတွေကိုဖုန်းတော်ကြီးပြင်ပြန်ထုတ်သွားပြီးတဲ့နောက်ပိုင်းမှာအိမ်ကပုံမှန်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ဒီကိစ္စတွေကဒီမှာအဆုံးမသတ်သေးပါဘူးဖုန်းတော်ကြီးတယောက်ကားမောင်းပြီးအိမ်ပြန်နေတဲ့အချိန်မှာကြောချမ်းလာတဲ့အတွက်နောက်ကြည့်မှန်တဲ့ကနေကြည့်လိုက်တဲ့အခါမှာမီးလောင်ထားတဲ့တရဲတဲ့ကောင်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီတရဲကတော့ဂျိုးနစ်ပဲဖြစ်ပြီးအဖြစ်မှန်ကဖုန်းတော်ကြီးအာယုံနဲ့ပေါ်လာခဲ့ပါတယ်ဂျိုးနစ်ကပရလောကနဲ့အက်ဒမန်တို့ကိုဆက်သွယ်ပေးနေတော့မှသူ့ပစက်ထဲကထွက်လာတဲ့အရာတွေကမီးတွေဖြစ်သွားခဲ့ပြီးမတော်တဆအက်ဒမန်တို့ကိုမီးနဲ့ရှို့ပစ်မိသွားခဲ့ပါတယ် အဲ့နောက်မှာတော့ကြံတဲ့သူတွေကပွဲချင်းပြီးတည်သွားခဲ့ပေမဲ့တေလူဆယ်ဆယ်ဖြစ်နေသေးတဲ့အက်ဒမန်ကတော့သူမတည်ခင်ဂျိုးနဲ့ကိုမင်းကိုငါချုပ်ထားခဲ့တဲ့တရားတွေကငါတည်သွားရင်လိုက်တတ်တော့မယ်ဒီကနေထွက်သွားတော့လို့ပြောသွားခဲ့ပါတယ်အဲ့လိုနဲ့အက်ဒမန်တည်သွားပြီးတဲ့အချိန်မှာတော့အင်ဂျီယာရုတ်တရက်မှောက်မဲ့၆လန့်လာပြီးတကားတွေလည်းဖွင့်လို့မရဖြစ်နေခဲ့ပါတယ်နိုင်ရမှာလည်းလူသေးကောင်ပုံရိပ်တွေကပေါ်လာခဲ့ပါတယ်အဲ့လိုနဲ့အရန်ကြောက်နေတဲ့ဂျိုးနဲ့ကအပေါက်တစ်ခုကိုတွေးသွားပြီးအဲ့ဒီကနေထွက်ပြေးလို့ရမယ်ထင်နေဝင်သွားခဲ့ပါတယ်ဒါမဲ့ဂျိုးနဲ့ကသူဝင်လိုက်တဲ့နေရာကမိဖို့ကြောင့်လဲဆိုတော့မသိခဲ့ရှာပါဘူး အဲ့နောက်ဂျိုးနဲ့မီးပြင်းဖိုးတွေရောက်တဲ့အခါမှာတော့တရဲတွေကတကားကိုပိတ်ချလိုက်ပြီးဂျိုးနဲ့ကိုအသက်ရှင်ရဲ့မီးရှို့တက်ပစ်ခဲကြတာပဲဖြစ်ပါတယ်။တကယ်တော့ဂျိုးနဲ့ကကောင်းမွန်တဲ့ဝိညာဉ်ဖြစ်ပြီးတစ်ချိန်လုံးမတ်တို့ကိုအိမ်ထဲမှာရှိနေတဲ့သိုးသွန်းတဲ့တရဲတွေလက်ကနေကာကွယ်ပေးနေခဲ့တာပဲဖြစ်ပါတယ်။ဒီကြောင့်ကိုတီးသွားတဲ့ဘုန်းကြီးကဂျိုးနဲ့ရဲ့ဝိညာဉ်ကိုခေါ်ထုတ်လာမိတဲ့အတွက်မှာမှန်တီးသွားခဲ့ပြီးချက်ချင်းပဲမတ်တို့ကိုအိမ်ကနေအမြန်ထွက်ပြေးဖို့အကြောင်းပြောဖို့ဖုံးဆက်ခဲ့ပါတယ်။ဒါမဲ့အိမ်မှာမတ်ရဲ့အမတယောက်သာရှိပြီးသူကလည်းရေချိုးနေတဲ့အတွက်ဖုံးတံကိုမကြမိခဲ့ပါဘူး။အဲ့ဒီအချိန်တစ်ပတ်မှာတော့သိုးသွန်းတဲ့တရဲတွေဟာဇာတိပြလာကြပြီပဲဖြစ်ပါတယ်။ မတူရဲ့အင်ကစားတော့တွေကရုတ်တရက်မိုးလေးတက်လာပြီးကျွန်တော်တို့ရဲ့ဇက်ဆောင်ကြီးမတ်ရဲ့ခန္ဓာကိုယ်မှာလည်းမန်နန်ဆာရီပေါ်လာခဲ့ပါတယ်။နောက်ပြီးထူးဆန်းစွာပဲသူ့ရဲ့ကင်ဆာဘိုးတွေကတကုန်လုံးချက်ချင်းပြန့်နှံ့လာတဲ့အတွက်ဆရာဝန်တွေကကြံရမရဖြစ်ကုန်ပြီးညာတီအသက်ရှင်နိုင်သေးလားဆိုတာကိုတော့တက်မပြောနိုင်တော့ပါဘူး။ အဲ့နောက်မှာတော့ဒေါသတွေအရန်ထွက်နေတဲ့မဲ့ဟာပျောက်သွားတဲ့အလောင်းယာနဲ့ချီဟာအက်ဒမတ်လက်ချက်ကြောင့်အဲ့ဒီအိမ်မှာပဲရှိရမယ်လို့ယူဆပြီးသူ့ကိုနေစင်တဲ့မြတ်ဒုက္ခပေးနေတာကိုဆုံးသက်ဖို့မြောက်ခန်းနိုင်ရန်ကိုပစိန်တက်လက်နဲ့ဆွဲခွာခဲ့ပါတယ်။အဲ့နောက်မှာတော့ထင်းတဲ့အတိုင်းမန်နန်လေးရေးထားခဲ့တဲ့အလောင်းတွေကိုတွေ့လိုက်ရပြီးအားလုံးကိုစုပုံလိုက်ကမိရှုပြဖို့လုပ်ခဲ့ပါတယ်။အဲ့နောက်မှာတော့ဂျိုးနီရဲ့ဝိညာဉ်လည်းရောက်လာကမဲ့ရဲ့ခန္ဓာကိုယ်ရဲ့ပေါင်းစည်းသွားပြီးအလောင်းတွေကိုပြန်တူမိရှုပြစ်လိုက်ကြပါတယ်။ဒါမဲ့မထွက်သွားခြင်းတည်းတဲ့ဝိညာဉ်တချို့ကမဲ့ရဲ့အနာကမခွာဘဲဖြစ်နေခဲ့ပါတယ်။အဲ့ချိန်မှာပဲမဲ့ရဲ့မိသားသားကိုချစ်တဲ့စိတ်နဲ့မိရဲ့ပြေးဝင်လာပြီးမက်ကိုဖက်ထားခဲ့ပါတယ်။တစ်ဖက်မှာလည်းမိရဲ့ကတော်ကိုပြန့်နှံ့နေပြီးဖြစ်ပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့မက်ကိုချစ်တဲ့မေရဲ့မိဘမြတ်တာကဘုရားသခင်ရဲ့အသေးနှလုံးကိုကင်လို့မိသွားပုံရခဲ့ပါတယ်ချက်ချင်းဆိုသလိုဝိညာဉ်တွေကအဲ့ဒီကနေပျောက်ကွယ်သွားခဲ့ပြီးမိသက်သမားတွေလည်းချိန်မီရောက်လာကသူတို့လည်းတဘေးကနေလွတ်ခဲ့ပါတယ်ဒါပြင်ဒီဖြစ်ရဆိုကြီးဖြစ်သွားပြီးတဲ့နောက်မှာတော့မက်ရဲ့ကင်ဆာရောဂါထူးဆန်းစွာလုံးဝပျောက်ကင်းသွားခဲ့ပါတယ်တရင်ကြီးကိုလည်းမီးလောင်ရာကနေပြင်ဆင်ကနေထိုင်ခဲ့ကြပြီးနောက်ထပ်နာနာဘဝဖြစ်ရဆိုးတွေလည်းမဖြစ်တော့ဘဲတတရာပဲနေထိုင်သွားရင်းနဲ့ဇလန်လေးလည်းဆုံးသက်သွားခဲ့ပါတယ်အဆုံးထိကြီးစုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတန်ကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ